အားလုံးပဲမင်္ဂလာပါရှင်။လာပြည့်ည Channel ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တင်ကန်းဆောင်ရစီဖို့စိုးဝါလှတဲ့ကံကြမ္မာဆိုတဲ့စိတ်ဝင်စားဖွယ်ရှင်နှင်းဖွယ်တင်ကန်းဆောင်ယူနိုင်ဖွယ်ရဲမတန်မှုခင်းပြည့်အမှန်ဇာတ်လမ်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါဦးရှင်။ င်ကန်းစာယူစီဖို့စိုးဝါလာတွေကန်းချက်မှာပြို့ဦးလေးပါမောင်ဦးလေးပါမောင်ခြေပါလူကြီးဦးပါမောင်က မနက်စာထမင်းကျန်းစားနေရကအိမ်ရှိကိုထွက်လာခဲ့သည်ဟေးထွန်းတင်နေဘိုးအောင်လာလေကွာဘာကိစ္စများရှိလို့လဲထွန်းတင်နေဘိုးအောင်ကဥပမောင်ရဲ့အင်ရှိကျမ်းပြင်မှာထိုင်လိုက်ကြတယ်။ဥပမောင်ရဲ့ဇနီးတော်အေးတင်ကရေနွေးတန်းအိုးလာပြီးချပီးတယ်။ဦးလေးပါမောင ျွန်တော်တို့ရွာကဒေါ်မြတ်တန်းရဲ့တမီမဆန်းထွေးလေရွာနောက်ဘက်ရှူထဲမှာဒံယာရီနဲ့တည်နေတယ်ဟမ်မမြတန်းတမီဆန်းထွေးဟုတ်သလားဟုတ်ဟုတ်တယ်ပြီးတော့ဟိုလီဗျာဟိုအစော်ကားခံထားရသလားမသိပါဘူးဗျာမမြင်ရစရာ တွေးကြရတယ်ဗျာအချိန်က9နာရီကျော်လီပြီကျေးရွာလူကြီးဥပမောင်ကကျေးရွာမှာတခြားလူကြီးများနဲ့လူငယ်များကိုခေါ်ပြီးပြောပြလိုက်တယ်။မဆန်းထွေးရဲ့အမေဒေါ်မြတန်းကိုလည်းခေါ်ခိုင်းလိုက်တယ်။ ထို့နောက်သူတို့နဲ့အတူရအနောက်ဘက်ရှိုးရဲကိုလာခဲ့ကြတဲ့ရှိုးအောက်ဘက်တနေရာမှာမဆန်းထွေးရဲ့အလောင်းကို မဖွဲမရမြင်တွေ့လိုက်ရတဲ့အမလီသမီးရဲ့ဒေါမြတန်းကငူဆိုင်ရင် သူသမီးမဆန်းထွေးရဲ့အလောင်းကိုပွေဖက်ရန်ပြင်းနေကြေးရွာလူကြီးဥပမောင်ကဒေါမြတန်းရဲ့လက်ကိုဆွဲထားလိုက်တယ်ဟဲ့မမြတန်းနင်သမီးကအသက်ခံထားရတာရဲရဲပိုင်နဲ့အမှုဖြစ်နေတယ် ရဲတပ်ဖွဲ့ဝင်တွေကနင်သမီးရဲ့အလောင်းကို စစ်ဆေးကြလိမ့်အောင်ပဲသူတို့စစ်ဆေးမပြီးခင်အတိအလောင်းကိုဘယ်သူမှမကြည့်ရမကန်ရဘူးအဖြစ်ဆိုးလိုက်တာ သမီးလေးရဲ့အမေမကြည့်ရပါဘူးကွယ်ဒေါ်မြသန်းကမြေကြီးပေါ်မှာပစစ်တုပ်ထိုင်ချရင်အုံငူနေတယ်ကြေးရလူကြီးဥပမောင်ကမြို့ရဲစခန်းကိုကြေးရလူကြီးတအူးကိုလှုပ်ပြီးအကြောင်းကြားခိုင်းလိုက်တယ် တနအိခန့်အကြောင်းမှာစကံမူဦးမင်းအောင်နဲ့ရဲတပ်ဖွဲ့ဝင်များကမာဆန်းထွေးရဲ့အလောင်းရှိရာကိုရောက်လာကြတယ်။စကံမူဦးမင်းအောင်ကမာဆန်းထွေးရဲ့အလောင်းကို စနစ်တကျစစ်ဆေးနေတယ်။အသက်ခံရတဲ့မင်းကလေးရဲ့နာမည်ကမာဆန်းထွေးနော်။စကံမူဦးမင်းအောင်ကကျေးရွာလူကြီးဥပမောင်ကိုမေးတယ်။ဟုတ်ပါရဲ့ဆရာ။ဟိုမှာထိုင်ပြီးတော့ငုံနေတာကမာဆန်းထွေးရဲ့အမိဒေါမြတန်းပါ။သူတို့ကတားမိနှစ်ယောက်ထဲနေကြတာပါ။ သူတို့မှာလဲလေးတွေကရှိတယ်။ရွာကလူတွေကသူတို့သားမိရဲ့လဲကိုကူညီထွန်ရက်ပြီးစိုက်ပျိုးပေးကြပါတယ်။ဒေါ်မြတ်တဲ့ယောက်ျားကိုဖိုးထင်ကလွန်ခဲ့တဲ့၃နှစ်လောက်ကလဲထဲမှာပိုးထိပ်ပြီးဆုံးသွားတယ်လေ။အခု အသက်ခံရတဲ့ကောင်မလေးကတိတ်လိမ်မာတာရိုးရိုးအေးအေးနေတတ်သူပါ။ဥပမောင်က ပြောပြတယ်။စိတ်မကောင်းစရာပဲဗျာ။ကောင်မလေးကအစော်ကားခံထားရပြီးမှ အသက်ခံရတာလို့ယူဆမိတယ်။ စေးယုံကစေးစာရရင်တော့အတိအကျပြောလို့ရလိမ့်မယ်။ကာမလေးရဲ့အလောင်းကိုစေးယုံပို့ခြင်းနဲ့နွားလေတစည်းလောက်တော့စီစဉ်ပေးပါဥပမာ။ဟုတ်ကဲ့ပါဆရာ။စကမ်းမူဦးမင်းအောင်ကမာဆန်းထွေးရဲ့အလောင်းကို နွားလေနဲ့စေးယုံကို ပို့ခိုင်းလိုက်တဲ့ဒေါ်မြတန်းကိုကြေးရွာလူကြီးဥပမောင်အိမ်ကိုခေါ်လာခဲ့သည်။အမကြီးရဲ့သမီးမာဆန်းထွေးအသက်ခံရတာကိုကျွန်တော်တို့စိတ်မကောင်းဖြစ်ရပါရဲ့။အမကြီးသမီးတို့အမကြီးဘလောက်တောင်မှ ပူဆွေးတော့ကရောက်နေတယ်ဆိုတာကျွန်တော်တို့ကိုချင်းဆောင်မိပါတယ်ဒါပေမဲ့လည်းတာဝန်အရာကျွန်တော်တို့မေးတာကိုတော့ပြောပြပေးပါအောင်တော့ဒေါ်မြတန်းကခေါင်းငိတ်နေမဆန်းထွေးကအသက်ဘယ်လောက်ရှိပြီလဲသမီးရဲ့အသက်က16နှစ်ပဲရှိပါသေးတယ်ဒီနေ့ဘယ်ချိန်လောက်ထိမဆန်းထွေးရအိမ်မှာရှိနေသလဲဒီနေ့ထမင်းစားပြီးတော့အဝတ်တွေလျှောလန်းနေ ညနေစာအတွက်ဆန်၍ပေးတယ်။ပြီးမှကစွန်ရွက်ချင်းရင်ဟင်းလေးစားကျင်တယ်ဆိုပြီးလက်ထဲကိုကစွန်ရွက်ခုပိုးထွက်သွားတယ်။ညနေဆောင်တဲ့အထိအိမ်ပြန်မလာသေးလို့ရွာနောက်ပိုင်းကသူ့တငယ်ချင်းတွေရဲ့အင်ကိုဝင်ပြီးတော့စကားပြောနေတယ်ထင်ခဲ့တာ။အခုတော့ဆရာရဲ့သမီးလေးခင်ဗျာအသေးစိုးနဲ့တည်ရပါတယ်။ဒေါ်မြတန်းကချုံပွေးချငူပြန်နေဒီလိုနှွေးရသည့်အချိန်မှာလက်ထဲမှာကစွန်ရွက်ရှိလို့လား လေဘေးကရေအိုင်းတွေဟာနှွေရသည်မှာရေခန့်သွားပြီမဲ့ကစွန်ပင်လေးတွေကိုတော့ရွာကလူတွေကလိုက်ရှာပြီးချက်ပြုတ်စားကြပါတယ်။မဆန်းတွေအသက်ခံခဲ့ရတဲ့နေရာမှာတော့ဘာကစွန်ရွာမှာမတွေ့ရဘူး။မနေ့ကျတော့မှလေခွက်တွေထဲမှာရှောက်ကြည့်အောင်မယ်။မဆန်းတွေအသက်ခံရတဲ့နေရာမှာရုံရင်ဆန်ခတ်ဖြစ်ခဲ့တဲ့အနေအထားမျိုးကိုတွေ့ရတယ်။ကောင်မလေးဟာအသက်မခံရမီမှာလူရုပ်မာရဲ့စော်ကားမော်ကားပြူခြင်းကိုခံခဲ့ရမယ်လို့ ကျွန်တော်တို့ရဲ့လုပ်ငန်းအတွေ့အကြုံရာတွက်ဆလို့ရပါတယ်။ကျွန်တော်တို့ဆေးရုံကိုလိုက်သွားအောင်မယ်။ကာမာလေးရဲ့အာသုဘကိစ္စကိုတော့ဥပမောင်ကစီစဉ်ဆောင်ရွက်ပေးထားပါ။စကံမူဦးမင်းအောင်ကဆေးရုံကိုလိုက်သွားပြီးမဆန်းထွေးရဲ့ရှင်ဘက်မှာစူးရှထမ်းမြတ်တဲ့လက်နက်နဲ့ထိုးသွင်းခံထားရတဲ့ဒဏ်ရာနှစ်ချက်ကိုမှုကင်းဆရာဝန်က တိုင်းထွာတွက်ချက်နေတယ်။အသုံးပြုတဲ့လက်နက်ကတော့ဓမြောင်လို့ယူဆတယ်။ရှင်ဘက်ကို ထိုးသွင်းဒဏ်ရာနှစ်ချက်အနက်တစ်ချက်က နှလုံးကိုထိုးပေါက်ထားတယ်။အဲ့ဒီဒဏ်ရာကြောင့်အသက်ဆုံးရှုံးရတာပဲ။အသက်ခံထားရတဲ့ကောင်မလေးရဲ့လက်သေးကြမှာအစိမ်းရောင်အရည်တွေဝင့်နေတယ်။အနတ်ကလည်းဟင်းရွက်စိမ်းကိုချိုးဖဲလို့အရည်တွေပေးကြံနေတာဖြစ်ရမယ်။ကောင်မလေးကလည်းခွင်းထဲကို ကစွန်ရွက်ခုဖို့ထွက်သွားတာလို့သူ့အမေကပြောပါတယ်။ကောင်မလေးဟာ အသက်မခံရမီမှာလူနှစ်ယောက်ဒါမှမဟုတ်သုံးရေစောကားချင်းကိုခံခဲ့ရတယ်။ ကောင်မလေးရဲ့မိမကိုကပြက်စီးနေတာတွေ့ရတယ်။မိမကိုကိုဓာတုဗေဒဌာနကိုပေးဖို့ရလိမ့်မယ်။အလောင်းကိုရောစစ်စစ်ပြီးတာနဲ့ရွာကိုပြန်တယ်မလား။အလောင်းကိုဆေးရုံမှာပဲထားမလား။음အလောင်းတည်ယူတဲ့လှင်းနဲ့ပဲပြန်ဖို့ပေးလိုက်ပါမယ်။တရားခံတွေကိုအမြန်ဆုံးဖမ်းဆီးမိနိုင်အောင်စုံစမ်းရမယ်။အနိုင်ယူအကြမ်းဖက်ပြီးမှတပ်ပြတာကလူမဆန်တဲ့လုပ်ရပါပဲ။ စကမ်းမှုဦးမင်းအောင်က လူတက်မှုနဲ့ပတ်သက်ပြီးမြို့နယ်ရဲတပ်ဖွဲ့မှုမြို့နယ်စုခရိုင်ရဲတပ်ဖွဲ့မှုတို့ထံအစီရင်ခံစာမြောက်ချက်ချင်းရေးပို့ပြီးနောက်တနေ့မှာစကမ်းမှုဦးမင်းအောင်ကမဆန်းထွေအသက်ခံရတဲ့ချောင်းရိုးပင်ရွာကိုလာခဲ့တယ်။ကြေးရွာလူကြီးဥပမောင်တို့နဲ့တူမဆန်းထွေကစွန်းရွက်တော်ခုမယ်လို့ယူဆရတဲ့လေကွင်းများကိုလှည့်ပတ်ကြည့်ရှုတယ်။ အနောက်ဖက်ရှိုးနဲ့မလန့်မကန့်ရှိလေကွင်းထဲမှာကစွန်ညွန့်ကလေးများဟိုဒီလွင့်ကြနေတာကိုမြင်ရတဲ့ကစွန်ညွန့်ကလေးများနွမ်းနေပြီထိုလေကွင်းထဲမှာရှုပ်ပွားနေတဲ့ခြေရာများကိုတွေ့ရသည်လူယုံမာတွေကမဆန်းထွေးကိုဒီနေရာကနေအနောက်ဖက်ရှိုးတဲ့ကို အတင်းဆွဲခေါ်သွားတာဖြစ်ရမယ်ဒီရွတ်တိုက်ဆွဲခေါ်သွားတဲ့နေရာမှာစွတ်ချောင်းကို တွေ့ရတယ်ဥပမောင်ကတော့ရွာထဲကရွာသားတွေရဲ့အခြေအနေကိုအကဲခတ်ပြီးပါကျွန်တော်တို့လည်းစုံစမ်းပါမယ် လူတက်တရခံကိုဖမ်းမိဖို့အထူးစူးစမ်းရပါမယ်။စကံမှုဦးမေးအောင်ကမာဆန်းထွေးရဲ့အာသူဘကိုတွားရီအာသူဘကို လာကြတဲ့ရွာသားများကိုတစေတစောင်းလေးလာရီ။မာဆန်းထွေးကအပြိုစင်လေးဆိုတော့ဒီရွာမှာရီးစားတွေဘာတွေများရှိသလား။စကံမှုဦးမေးအောင်က ဥပမောင်ရဲ့တူဖြစ်သူကိုငိမ့်ဝေးကိုတီးတိုးမိရီ။မာဆန်းထွေးမှာရီးစားရှိတယ်တော့မကြားမိပါဘူး။ရွာထဲကကောင်လေးတွေကတော့ စန်းထွေးကိုပိုးပန်းကြတာတော့ရှိတာပေါ့ရွာလေပိုင်းကဥပောင်စင်ရဲ့သားနိုင်လင်းဦးကမစန်းထွေးကို လူကြီးဆောင်ရနဲ့မမြတန်းစီမှာတောင်းမှုတွေမစန်းထွေးကလက်မခံဘူးဗျနိုင်လင်းဦးက ဘာလို့လှုပ်တယ်လဲသူမိဘတွေကချမ်းသာတော့ရွာထဲမှာအရက်တောက်ဖဲရိုက်နေတာနဲ့အချိန်ကုန်နေတာပါပဲစကားမှုဦးမေအောင်ကတစ်ချက်ပြုံးလိုက်တယ်နိုင်လင်းဦးကမစန်းထွေးကိုတစ်ဖက်သက်ကြိုက်နေတဲ့သူဆိုတော့ ရွာပြင်ကိုကစွန်ရွက်ခူးဖို့ထွက်လာတဲ့မာဆန်းထွေးနဲ့နိုင်လင်းဦးတို့တွေ့ကြပြီးနိုင်လင်းဦးကမာဆန်းထွေးကိုရီစစကားစပြောမယ်မာဆန်းထွေးကလက်မခံတော့အတင်းလက်ဆွဲမယ်မာဆန်းထွေးကလည်းမောင်းမောင်းမာမာစကားပြောမယ်ဗျအဲ့ဒီခါနိုင်လင်းဦးကမာဆန်းထွေးကိုချစ်စိတ်ဒေါသစိတ်နဲ့မတရားစော်ကားမယ်မာဆန်းထွေးကဟိုတိုင်ဒီတိုင်လုံးမှာဆိုလို့နှုတ်ပိတ်တာမျိုးရော မဖြစ်နိုင်ဘူးလားဟုတ်တယ်နော် ဆရာထင်တယ်လို့မျိုးမဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူးအမျိုးမျိုးစဉ်းစားရတာပေါ့ဗျာစကမ်းမှုဦးမင်းအောင်က နိုင်လင်းဦးကိုရဲစခန်းကိုခေါ်ယူစစ်ဆေးသည်မာဆန်ထွေအသက်ခံရတဲ့နေ့ကနိုင်လင်းဦးခရီးသွားနေကြောင်းတပ်သေးများတင်းပြပြီးညင်းနေနိုင်လင်းဦးရဲ့မျက်နှာအနေထားကတည်ငြိမ်နေလူသက်မှုမှာ နိုင်လင်းဦးကိုမတင်ကားစရာလူအဖြစ်သတ်မှတ်လို့မရမာဆန်ထွေအသက်ခံရတဲ့အမှုမှာအုံနောက်ကိုအလုံများကြီးလုံနေရတယ် လူသက်တရခန့်ရဲ့သဲလွန်စားလည်းမရသေးဘူးဓာတုပေရာကပြန်လည်ပို့ပြီးတဲ့စစ်စစ်တွေးရှိချက်အစီရင်ခံစာမှာမာဆန်းထွေးဟာလူသုံးယောက်ရဲ့အစော်ကားခံရပြီးမှအသက်ခံရတာလို့သိရတယ်ဒီလူသက်မှုကိုအထက်အရာရှိကြီးတွေကလည်းအလွန်စိတ်ဝင်စားနေကြတယ်အမှုဆောင်ရွက်ထားရှိမှုကို အခြေအနေကိုလည်းခဏခဏမေးနေကြတယ်စကတ်မှုဥမေအောင်ကတပြင်းချရင်ပြောတယ်ရွာနဲ့အလန်းဝေးတဲ့ရှူထဲမှာဖြစ်ပျက်ခဲ့တဲ့ မရိမှုလူတက်မှုဆိုတော့ခြေရာကောက်ဖို့ခတ်နေတာပါ။အင်းလူတက်တည်းအခံကို မဖော်ထုတ်နိုင်ရင်တော့ရဲတပ်ဖွဲ့သိခါကြလိမ့်မေးဗျ။စကမ်းမှုဦးမင်းအောင်ကချောင်းရိုးပင်ရွာကိုနေထိန်တက်ကြတန်းဆိုးကိုပလတ်စတစ်အဟောင်းနဲ့ဒံအဟောင်းစလိုက်ဝဲသူတဲ့ဦးအနေနဲ့စေလွတ်ထားရီပလတ်စတစ်အဟောင်းနဲ့ဘူပေါင်းကလေးများကိုကလေးများကိုလဲလှယ်ပေးသည်ကလေးငယ်များက၎င်းတို့အိမ်မှာ ဒန်းစားများ ပလတ်စတစ်အိမ်များယူလာပြီးဘူပေါင်းများနဲ့လဲလေသည့်ကြာတော့ရွာရှိကလေးများကဥတန်းဆိုးကိုခင်မင်လာကြသည်ကလေးတို့ရွာကကောင်မလေးတယောက်အသက်ခံရရပြောတန်ကြမိတယ်ဟုတ်သလားဘသူကတတ်တာလဲနေထင်းတက်ချက်တန်းဆိုးကကလေးတဦးချင်းစီနဲ့တွေ့တိုင်းတို့တို့ဒီတို့မိတယ်ဦးလေးကအဲ့ဒါဘာလို့သိကြင်ရတာလဲဦးလေးကတမီးတွေများလွန်လို့အရက်ကလှဲ့ပြီး ပလတ်စတစ် ဒန်။မြေစီအိမ်ဟောင်းတွေဝဲပြီးတော့ပြန်ရောက်ရတယ်။ဦးလေးတို့မိသားစုကဆင်းရဲတယ်လေ။မျိုးကရဲစကန်းမှုကြီးကပြောတယ်တားရဲ့။တားတို့ရွာကကောင်မလေးကိုတက်တဲ့သူကို အတိအကျပြောနိုင်ရင်ငွေတွေစုချမယ်လို့ပြောတယ်။တားတို့ကိုရော လူကြီးတွေကမပြောပြဘူးလား။ပြီးတော့တားတို့သိရင်ဦးလေးကိုပြောပြပါလား။ဦးလေးတာစုငွေရရင်တော့တားတို့ကိုအရုပ်တွေမုံတွေဝယ်ပေးမယ်လေတကယ်ပြောတာလားဦးလေး နေထိန်တက်ချက်ကြီးနဲ့ခင်မင်းနေတဲ့အသက်၁၂နှစ်အရွယ်မောင်တောက်ထွန်းကမိတယ်။တကယ်ပြောတာပါကွာ။ဦးလေးကမလိန်ညာတတ်ပါဘူး။သိရင်ပြော့ပြပေးချစမ်းပါ။ဦးလေးစွငွေတွေရရင်ဘဝပြေလည်ရင်ပြေလည်ငါပေါ့။မောင်တောက်ထွန်းကတွေ့ဝေကစဉ်းစားရီ။ဘာတွေများစဉ်းစားနေတာလဲခလေး။အဲ့ဒီလူသက်သမားတွေဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာသိရင်ရဲကိုပြောပြလိုက်ရင် ရဲတွေကတော့အဲ့ဒီလူတသမားကိုချက်ချင်းဖမ်းမှာကွာအဲ့ဒီလူတွေကတားကိုတက်ပြမှာကြောက်တယ်ဗျတားကမာဆန်းထွေးကိုတတ်တဲ့လူတွေကိုတိလို့လားမောင်တောင်ထွန်းကအနီးပတ်ဝန်းကျင်ကိုဟိုဒီကြည့်လိုက်တယ်တားကဦးလေးကိုခင်မင်လုံးလို့ပြောပြမှာနော်တားအဖေနဲ့အမေကိုတော့မှ သူတို့ကရှောက်ပြောမှာဆိုလို့ပြောမပြဘူးအဲ့ဒီနေ့ကလေဦးလေးရဲ့ ထိုနေ့ကမောင်တောက်ထုံးကရွာအနောက်ပိုင်းမှာလွတ်ကြောင်းထားတဲ့နမတကောင်ကိုနွားသိန်းချိန်မှာ ရှာမတွေ့တော့ရှူရဲဘက်ကိုဆင်းလာခဲ့တယ်။ထိုစဉ်ရှူရဲမှာစကားပြောတတ်များကြရတော့မောင်တောက်ထုံးကတက်ကဲများအကြာကို ဝင်နေလိုက်တယ်။ဒီစကားပြောတတ်များကို မောင်တောက်ထုံးကြားဘူးတလို့ရှူရဲမှာပထမဆုံး တက်လာတဲ့လူက စကားပြောရင်းရှိမောနေတယ်။ငါတို့အချင်းချင်းတိစ္ဆာရှိကြဖို့ပဲလူတွေကတိစ္ဆာဖောက်လို့ကတော့အပြက်ရှင်းပြင်မယ်။ အလေကတက်လာသူကပြောတယ်။ရှိုရဲကတက်လာသူ အလုံး၃ယောက်။နောက်ဆုံးမှ လိုက်လာတဲ့သူကမောင်တောက်ထွန်းတို့ရွာထဲမှာကိုတင်မြပဲဖြစ်တယ်။ကျန်တဲ့ဦးကိုလည်းမောင်တောက်ထွန်းမြင်တွေ့ဘူးတယ်။ကိုတင်မြရဲ့အိမ်ကို မကြာခဏလာတဲ့သူတွေဖြစ်တယ်။စိတ်ချပါရောက်ပါရ။ငါတို့၃ယောက်ကကောင်းတူစိုးပတ်တွေပဲ။ဒီနေ့လိုပျော်ရွှင်ရတဲ့နေ့မျိုးတကားမှမကြုံဘူးသေးပါဘူးကွာ။ခုနောက်ပိုင်းရက်တွေမှာမင်းတို့နှစ်ယောက်ငါအိမ်ကိုမလာကြနဲ့ဘူး။ အိမ်ထွေမပြက်လဲနေကြကုတင်များကသူ့ရဲ့အပေါင်းအသင်းများကိုနှုတ်ဆက်ခါရွာတဲ့ကိုလင်မြန်နဲ့ခြေလမ်းများနဲ့ဝင်သွားသည်တောက်ထွန်းရေနမပြန်ရောက်နေပြီဟိသူ့အဖေရဲ့အော်ပြောတန်ကြောင်းမောင်တောက်ထွန်းကရွာဘက်ကိုပြေးလာခဲ့သည်ဘာကြီးဦးတောင်းတင်အိမ်မှာမောင်တောက်ထွန်းရေချိုးနေစဉ်ရွာထဲမှာလူများက ရွာအနောက်ပိုင်းကိုအုပ်စုလိုက်သွားနေတာကိုမြင်ရသည်စကားပြောတတ်များကလည်းစူညံနေသည် အမေ ရွာရဲကလူတွေစူညံစူညံနဲ့ဘာဖြစ်နေတာလဲအေးဟေးဒေါ်မြတ်တရဲ့သမီးမဆန်းထွေးလေရွာနောက်ဘက်ကရှူထဲမှာအသက်ခံထားရလို့တဲ့ဟွန်းအင်းမောင်တောက်ထောင်းမင်းကစားဖို့အတွက်ဘူပေါင်းတွေယူထားလိုက်ကွာတားပြောပြရလို့မပြောနဲ့အောင်တော့စိတ်ကြွားကလေးရေတားကိုဘသူကမှအန်ထည်မပြုတ်စေရပါဘူး နေထိန်တကြက်တန်းစုကကျေးရွာလူကြီးဥပမောင်ကို သူရလာတဲ့တဲ့င်းကိုပြောပြပြီးကျင်းမြရဲ့အခြေအနေကိုစုံစမ်းနေ။ရွာမှာတင်းမြရှိပါတယ်။ဒီလူရဲ့အခြေအနေကိုလေးလာကြည့်တော့ဘလို့ရှိတယ်လဲ။ဘလို့မှမပြောင်းလဲပါဘူး။ကျွန်တော်စကမ်းမှုစီကိုစာရေးပေးလိုက်မယ်။ဥပမောင်စိတ်ချရမယ်ထင်တဲ့လူကိုရဲစခန်းကိုလွတ်ပေးပါ။နေထိန်တကြက်တန်းစုကရရှိထားတဲ့တဲ့င်းကိုစကမ်းမှုထံကိုစာရေးပြီးတင်ပြရည် ဥပမောင်ရဲ့သားကြည်ဝင်းကမောင်စာပြိုးချိန်မှာရဲစခန်းကိုသွားရီစခန်းမှုဦးမင်းအောင်နဲ့ရဲတပ်ဖွဲ့ဝင်၅ဦးတို့ကတင်မြကိုတင်ကမကင်းတဲ့လူအဖြစ်တပ်ပတ်ကဖမ်းဆီးလိုက်တဲ့နေထိုင်တဲ့ကျက်တန်းစုကတင်မြအိမ်ပဝင်းကျင်တွေရွာမလူငယ်များနဲ့ဝိုင်းဝန်းပိတ်ဆို့ထားတော့တင်မြမှမပြေးတာတော့စခန်းမှုဦးမင်းအောင်ကတင်မြကိုတက်တဲ့အထောက်ထားနဲ့စီစီတော့တင်မြမှခေါင်းငိုက်ဆိုင်ကြသွားတယ် ကျွန်တော်မှားခဲ့ပါလေဆရာကျွန်တော်ရဲ့အနောက်ဘက်ရှာတော်ကွင်းရွာကအီထွန်းရဲ့မောင်တောင်းရဲ့ရွာပြင်လေထဲမှာကစွန်းရွက်ခုနေတဲ့မဆန်းထွေးကို တွေ့တော့အရက်ကမူးနေတာကြောင့်ရှိုးရဲကိုဖမ်းခေါ်သွားပြီးတယောက်တစ်ကြိမ်စီအလိုမတူဘဲနဲ့တာမယာပြုတ်ချင်းမိပါလေမဆန်းထွေးကရဲကိုတိုင်မှာစိုးရင်ပြီးတော့နှုတ်ပိတ်လိုက်တာပါမောင်တောင်းကသူ့မှာပါလာတဲ့ဓမြောင်းနဲ့မဆန်းထွေးကိုထိုးလိုက်တာပါ စကံမှုဦးမေအောင်နဲ့အဖွေကရာတော်ကွင်းရွာမှာမောင်တောင်းတဲ့အီထွန်းကိုညာရင်းချင်းမေဖမ်းဆီးလိုက်သည့်မောင်တောင်းကတက်တီခံတံမြောင်ကိုစကံမှုဦးမေအောင်ထံကိုအနှံကေးသည့်ဒီအယုံမှလေးဖြောင်းချက်ပြီးကေးသည့် စကံမှုဦးမင်းအောင်ကဒီလူသက်မှုကိုတရားရုံးကိုပြမှုဆိုင်ရာဥပဒေပုံမှ360ခုအမြင့်ဆုံး302အရာတရားစွဲဆိုတင်ပို့ခဲ့သည့်တရားရုံးကကြားနာစစ်ဆေးပြီးလူသက်တရားခံများကို အလုံးနဲ့ထောင်တန်းတသက်တကြုံချမှတ်ခဲ့သည့်ဤနေဤဒေသမှာမင်းကလေးတအူကအနိုင်ကျင့်ခံရယုံများမက အသက်ခံရပြီးတဲ့နောက် မိဘများက၎င်းတို့ရဲ့တမိငယ်များကိုရွာပြင်ကိုတယောက်တည်းမသွားကြရန်မာဆန်းထွေးရဲ့ဖြစ်ရက်ကိုပြောပြပြီးဆုံးမကြရီမိဘများကတမိငယ်များကိုဆုံးမရန်အတွက်တင်ကန်းစာပေးเสียဖြစ်ခဲ့ရီမာဆန်းထွေးရဲ့ဖြစ်ရက်ကကြားရသူတိုင်းအတွက်တော့ရင်နာเสียဖြစ်တော်ရီနေရက်နဲ့အမိများကိုပြောင်းလဲထားပါရီစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီဟုတ်ကဲ့ ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဲဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန္ဒပဲဖြစ်ပါရရှင်။